အားလုံးပဲမင်္ဂလာပါနော်အခုတစ်ခေါက်ကတော့ဥဖုံးတာရူရဲ့လောကရန်ပေါ်လုံးလေးအတွေ့ရသစာစုစာအုပ်ထဲကခေါင်းစဉ်တချို့ကိုဖတ်ပြမှာဖြစ်ပါတယ်အခုဖတ်ပြမယ့်ခေါင်းစဉ်လေးကတော့လောကရန်ပေါ်လုံးလေးဆိုတဲ့ခေါင်းစဉ်လေးဖြစ်ပါတယ်ဟဲ့အထင်သေးတဲ့အကြည့်အောက်မှာစိတ်တက်ကြနေရလားပြည့်တင်ပြောဆိုခံရမှုတွေကြောင့်စိတ်ညစ်နေရလားလိုအပ်တာထပ်ပိုပြီးနှေးချေခံရလို့စိတ်ကုန်နေရလားဒါဆိုရင်ပေါ်လုံးလေးအကြောင်းပြောပြမယ် မြက်ခင်းပြေကစိမ့်လွင်လွင် မီးရောင်တွေကထိမ့်ထိမ့်လင်းပွဲကြီးစင်ပေါ်မှာလူတွေက အများကြီးဘောလုံးကွင်းတစ်ဘေးမှာကြီးကျက်သူစီးကျက်သူတွေနဲ့ဘောလုံးကွင်းထဲမှာဟိုဘက်အသင်းရဲ့အားကစားသမား၁၁ယောက်ဒီဘက်အသင်းရဲ့အားကစားသမား၁၁ယောက်ဘောလုံးကစားဖို့အသင်းရဲ့နေထားဟောဘောလုံးပွဲစပြီဒီဘောလုံးလေးတစ်လုံးနဲ့ဟိုပဲတတိုင်းတိုင်းနဲ့လူ၂၂ယောက်စလုံးကဝိုင်းပြီးကန်ကြရတယ်လူကြရတယ်ဘောလုံးလေးက ကွင်းရဲ့ဟိုဘက်ချမ်းကိုရောက်သွားလိုက်ဒီဘက်ချမ်းကိုပြန်ရောက်လိုက်ဘေးစီးကိုကျော်သွားလိုက်ဂိုးပေါင်းနဲ့လွဲသွားလိုက်တခါတည်းရန်အဲ့ဒီဘောလုံးလေးကိုယ်တိုင်ကအပြစ်ကိုမကျူးလွန်ပဲနဲ့ပြစ်ဒဏ်ဘောအဖြစ်သတ်မှတ်ခံရလိုက်ဒေါက်ကံဘောအဖြစ်ကျုံးပြီးအကန့်ခံရလိုက်တားဆီးခံရလိုက်ဂိုးသမားကအဲ့ဒီဘောလုံးလေးရောက်လာပြီဆိုရင်လက်နဲ့ပုတ်ထုတ်ခြေထောက်နဲ့ကန်ထုတ်မမျော်လင့်ပဲသူ့လက်နဲ့ဘောလုံးလေးကိုဖမ်းဆုပ်မိတဲ့အခါမြခင်ပေါ်ကိုချက်ချင်းပုတ်ချ ပြီးတော့ခြေထောက်နဲ့အားကိုကျုံးပြီးကန်ထုတ်သူ့ရှင်ခွင်ထဲမှာမမျော်လင့်မဲ့ဘောလုံးလေးကိုပိုက်မိတဲ့အခါအကြာကြီးမထောက်အဝေးကိုရောက်အောင်ပြန်ဖို့ပြန်ကန်နှခုတ်တန်တွေကစူးစူးညံအားပေးတန်တွေကတော်တော်ညံအားမလို့အားမရဖြစ်ပြီးကြေကွဲအော်ဟစ်တန်တချင်းစူတန်ဘင်းခရာတီးတန်အတန်ပေါင်းစုံလူရောင်စုံတွေနဲ့ဘောလုံးကွင်းကြီးကလှကျင်လိုက်လှနေတယ်ဘောလုံးကွင်းထဲမှာဘလောက်ပဲလူတွေများနေပါစေ။ ဘလောက်ပဲအော်ဟစ်တန်နေတော်တော်ညံနေပါစေဘလောက်ပဲတီးတန်မှုတ်တန်နေဆူညံနေပါစေဘောလုံးလေးကဓာရီကိုဂယူးမဆိုင်အောင်ဘောလုံးလေးကဒီလိုစဉ်းစားတယ်ဘောလုံးဘွဲကိုလာရောက်အားပေးသူလူတစ်ထောင်ရှိရင်မျက်လုံးပေါင်းနှစ်ထောင်လူတစ်ထောင်ရှိရင်မျက်လုံးပေါင်းနှစ်ထောင်လူငါးထောင်ရှိရင်မျက်လုံးပေါင်းတသိန်းအဲ့ဒီမျက်လုံးနေအားလုံးငါ့ကိုပဲစိတ်ဝင်စားစိုက်ကြည့်နေကြတယ်အသက်ရှူပါမတန်အားပေးနေကြတယ်အဲ့ဒီမျက်လုံးတွေရဲ့အကြည့်အောက်မှာ ငါအရေးပြောမသွားမိဖို့လိုတယ်ခန္ဓာရင်ရှိဖို့လိုတယ်ငါအလုပ်ကိုငါလုပ်နေဖို့လိုတယ်လူတွေကအများကြီးငါတလုံးနဲ့ဝေဘန်တန်ချီးကျူးတန်အပြစ်ပြောတန်ကဲ့ရဲ့တန်ဆဲဆိုတန်အော်ဟစ်တန်တွေဟာငါအတွက်အကောင်းမြတ်ဆုံးတေးသွားတယ်ရင်သက်ရှူမောဝေရမြေခွင်းအောက်မှာအားကစားသမားတွေကသူတို့ရဲ့တန်မာလှရဲခြောက်တွေနဲ့ငါ့ကိုအားရပါးရကြုံကြုံမိကန်ကြအစွမ်းပြကြဟာဟင်းအိုးပြိတ္တတွေကထွက်လာတဲ့အတန်ပေါင်းဆောင်အောက်မှာ ဘောလုံးလေးကလေးဘောမြောက်သွားလိုက်။ရခင်းပေါ်ပြန်ကျလိုက်။ပြေးထွားသွားလိုက်။ဘောလုံးသမားတွေရဲ့ခြေထောက်ကျမှာဒီရိုတိုက်ပါသွားလိုက်။ခုံလိုက်၊ပေါက်လိုက်၊အလိန်အခေါက်ခံရလိုက်။ဘလောက်ပဲအကန်ခံရပါစေ။ဘောလုံးလေးကအပြုံးမပြတ်၊နာကျင်မှုမပြတ်၊ဘလောက်ပဲပြေးထွားနေရပါစေ။ဘောလုံးလေးကမောပန်းခြင်းမရှိ၊လွမ်းနယ်မှုမရှိ။ဘောလုံးလေးကိုကြုံကြုံပြီးကန်ကြသူတွေကမောပန်းနေကြတယ်၊လွမ်းနယ်နေကြတယ်၊နာကျင်နေကြတယ်။ဘောလုံးလေးကခန္ဓာရင်အပြည့်နဲ့အမြဲတမ်းခုံပေါက် မျိုးထူပျော်ပါနေလေရဲ့ဟောကွင်းလေသူကဘောလုံးလေးကိုမျောတင်ပေးလိုက်တယ်ရှေးတန်းတိုက်စစ်မှုကအဲ့ဒီဘောလုံးလေးကိုလိန်မာပါးနဲ့စွာတဲဆောင်ခန်းစစ်ကိုလှလှပပကြောလွားဂိုးပောက်ရဲ့ညာဘက်အပေါ်ထောက်ထဲကိုကန်သွင်းဂိုးသမားကပုတ်ထုတ်ဖို့ကြိုးစားဒါပေမဲ့ဘောလုံးလေးကဂိုးပောက်ထဲကိုတန်းတန်းမမတ်ဝင်သွားဂိုးဆိုတဲ့အတန်ကဘဝင်ညံသွားတယ်ဘောလုံးလေးကဂိုးသမားကိုလှမ်းကြည့်ပြီးဒီလိုစဉ်းစားမိတယ် ကုသမားရဲ့ရှင်ခွင်ထဲမှာငါဟာတခဏတာထွေးပိုက်ခြင်းခံရတယ်။ချင်လုံးလို့ထွေးပိုက်ထားတာလား။တားဆီးချင်လို့တိမ့်ပိုက်ထားတာလား။ငါ့ကိုမြင်တိုင်းသူကပုတ်ထုတ်ဖို့ကြိုးစားတယ်။ပုတ်ထုတ်တယ်။မမျော်လင့်မဲ့သူ့ကိုပေါက်တဲ့ငါရောက်သွားတဲ့အခါငါ့ကိုမတိမျိုးတဲ့အချီနဲ့သူကလှမ်းမိကြည့်တယ်။ငါသိပါပြီ။ထွေးပိုက်ခြင်းခံရတိုင်းအချစ်မဟုတ်ဘူး။ဝိုင်းကြီးစင်ဘောကပြိတ္တတချို့ခုံပေါက်မြူထူးနေကြတယ်။တချို့ကဝမ်းနဲ့ကြည်ကွင်းနေကြတယ်။ ဘောလုံးလေးကပြိတက်တချို့ကိုကြည့်ပြီးဒီလိုစဉ်းစားမိပြန်တယ်။ငါဟာပျော်ရွှင်ခြင်းနဲ့ဝမ်းနည်းခြင်းကိုတပြိုင်တည်းပေးဆွနိုင်သူပါလား။ပျော်ရွှင်နေသူတွေကငါ့ကိုချစ်စကားဆိုကြတယ်။ချစ်ပွဲနေသူတွေကငါ့ကိုမုန်းစကားဆိုကြတယ်။ချစ်ချင်းမုန်းတင်းဆိုတာလောကဓာတ်ရဲ့လှိုင်းတပိုးပဲလေ။ဒီလောကကြီးမှာအချစ်နဲ့အမုန်းကိုမလိုချင်လို့ရှောင်ပြီးပြေးပုန်းစရာနေရာမရှိ။ငါဟာအချစ်နဲ့အမုန်းအတွက်အလုံးလုံးနေသူမဟုတ်။ဘောလုံးပွဲတစ်ခုရဲ့ လှပဆုံးရတာကိုဖန်ပြီးပေးနိုင်သူသာဖြစ်တယ်။ချစ်တော်သူရဲ့အပြုံးကြောင့်ဘဝမမြင့်သင့်ဘူး။မုံတော်သူရဲ့စကားကြောင့်ဘဝကိုရေစုံဝင်မျောသင့်ဘူး။ချစ်ချင်းမုံချင်းဆိုတာတစ်ဖက်သားရဲ့ခံစားပိုင်ခွင့်သူ့ခံစားပိုင်ခွင့်ကိုတားဆီးခွင့်ကမှမရှိ။ဘောလုံးပွဲရဲ့ညှို့ယူခံစားမှုအောက်မှာပိတ်သက်ကြီးကလှုပ်ရွာနေလေ။အဲ့ဒီအချိန်မှာဂိုးပေါက်ထဲဝင်သွားတဲ့ဘောလုံးလေးကိုဂိုးသွင်းသူကအပြေးလွှားောက်ယူတယ်။ ပြီးတော့အားရပါးရကုန်းမိနေရှိုက်တယ်အဲ့ဒီခါဘောလုံးလေးကဒီလိုတွေးမိပြန်တယ်ငါဟာခြေထောက်နဲ့အကန့်ခံထားရတဲ့သူကန်ထုတ်ခံရတဲ့သူလူတိုင်းဝိုင်းမှာခြေထောက်နဲ့အကန့်ခံရတယ်ဆိုတာအနှိမ့်ကြဆုံးပဲအကြီးမားဆုံးအဖြစ်ပေးခံရခြင်းပဲအခုကြည့်စမ်းငါ့ကိုဝိုင်းပြီးကန်ကြသူတွေကိုယ်တိုင်ငါ့ကိုတယူတရာကောက်ယူပြီးဖောက်ဖွာလေးနဲ့ရှိုက်နေကြပြန်ပြီအကန့်ခံရတိုင်းအငင်းပယ်ခံရတိုင်းစိတ်တက်ကြစရာလားအဖြစ်ပြက်တွေအားလုံးမှာပုံသေးအဖြစ်ဆိုတာရှိလို့လား မပြောလင်းတဲ့အဖြေဆိုတာဘဝရဲ့ရှားတာပဲဘဝရဲ့အလှတရားပဲဘောလုံးလေးကစိမ့်လွင်လွင်မြခင်ပြေပေါ်မှာပြေးလွားနေတရားဟုတ်ထဲတွေးမိပြီးပြန်နေတရားစည်းလက်တာကိုငါမြင်ဘူးတယ်တရားစည်းလက်တိုင်းငိုးချိုးပြစ်လို့လားတည့်ရွက်တွေချွေတာငါမြင်ဘူးတယ်တည့်ရွက်ချွေကြတိုင်းတစ်ပင်ကြီးတည်ဆုံလို့လားကျယ်တွေချွေကြတာငါမြင်ဘူးတယ်ကျယ်တွေချွေတိုင်းကောင်းဝင်ကြီးပြိုကြလို့လား မုံတိုင်းနေထိုင်တာကိုငားကလေးတွေတွေ့ဘူးလေသူတို့ကအပြုံးမပြတ်ဒီလိုပဲဒုက္ခတွေတွေ့တာဆုံးရှုံးတာလားဒီလိုပဲအကန့်ခံရတာမုံတိနေရလားဖြည့်စည်းလက်ပြီးရင် အေးမြတဲ့မိုးရေဆက်တွေရောက်လာတတ်တယ်တိရွတ်တွေကျွေပြီးရင်တိရွတ်နှုတ်တွေပြန်ထွက်လာတယ်ကျယ်ရီကျွေပြီးဆိုရင် ကောင်းငင်ကြီးကပူပူပြီးလင်းလက်တောက်ပါလာတယ်မုံတိုင်းတွေထန်နေတာငားကလေးတွေကကြောက်ပြီးရေမကူးပဲနေကြလို့လား ဒီလိုပဲဒုက္ခတွေတွေ့ပြီးရင်လည်းအောင်မြင်မှုတွေရကြင်ရသွားနိုင်တယ်အခုဘောလုံးပွဲကိုကြည်စမ်းဘောလုံးလေးဖြစ်တဲ့ငါ့ကိုဝိုင်းမိကန်ကြတယ်အကန့်ခံရတယ်ဆိုတာဂိုးဆိုရဲပန်းနိုင်မှုရောက်ဖို့ရင်းနှီးမြုပ်နှံနေကြခြင်းပဲဟေးအောင်မြင်မှုပန်းနိုင်ကိုရောက်သွားဖို့ငါ့ကိုကန်ကြစမ်းကန်လိုက်ကြစမ်းကန်ထုတ်လိုက်ကြစမ်းတရွတ်တိုက်ဆွဲခေါ်လိုက်ကြစမ်းလိန်ခေါက်လိုက်ကြစမ်းအပေးယူလုံးလိုက်ကြစမ်း တားဆီးလိုက်ကြစမ်းခေါင်းနဲ့တိုက်လိုက်ကြစမ်းခြေထောက်နဲ့ကန်ထိုးလိုက်ကြစမ်းရှေ့တန်းကိုပို့လိုက်ကြစမ်းနောက်တန်းကိုပို့လိုက်ကြစမ်းဘေးဆီးကိုကျော်သွားရင်ငါ့ဟိုကောက်ပြီးကိုရင်တွင်းတို့ပြန်သွင်းလိုက်ကြစမ်းဘာပဲဖြစ်ဖြစ်ငါကျင်းနေတယ်တကယ်တော့လူတိုင်းဝိုင်းရှားမှာအလုံးများများလုံနေသူအများအကျိုးကိုတဲပိုးနေသူကိုကျိုးစွန့်တို့သူတွေဟာဘောလုံးကွင်းထဲကဘောလုံးလေးတို့ပါပဲ ငငိမ့်နေရတယ်လို့မရှိစန့်ကျင်သူတွေကလည်းဝိုင်းပြီးကန်တယ်ကိုလူတွေကလည်းဝိုင်းပြီးကန်တယ်အကန်ခံရတာချင်းတူဝင်မဲ့ရွေချက်ချင်းမတူစန့်ကျင်သူတွေဝိုင်းပြီးကန်တာကိုကိုဖယ်ထုတ်နေခြင်းပဲကိုလူတွေဝိုင်းပြီးကန်တာကအောင်မြင်မှုစီကိုပို့ဆောင်နေခြင်းပဲအကန်ခံရတိုင်းအားငယ်စရာမရှိငြိမ်နေတဲ့ဘောလုံးလေးဟာဘယ်တော့မှကိုပေါက်တဲကိုရောက်ခွင့်မရှိဝိုင်းပြီးအကန်ခံရမှ ပန်းနိုင်ဆိုတဲ့ကိုပေါက်တဲကိုရောက်ခွင့်ရှိတယ် ကြီးကြီးနက်နက်ကြီးအကန့်ခံလိုက်စမ်းဘောလုံးလေးဖြစ်ပြီးမျက်ခင်းစိမ့်ပေါ်မှာငင်ငိန်လေးနေခွင့်ရတာကဘောလုံးဘဝကိုဖြတ်စည်းနေခြင်းပဲလို့တွေးဆတဲ့နဲ့အတိတ်ပဲပြေးသွားတဲ့ဘောလုံးလေးဖြစ်ခြင်းမျက်ခင်းစိမ့်စိမ့်ပေါ်မှာအမြဲတမ်းပြေးသွားပါခြေထောက်နဲ့အကန့်ခံလိုက်ပါအလိန်ခောက်ခံလိုက်ပါပုံထုတ်ခံလိုက်ပါထွေးပိုက်ခြင်းခံလိုက်ပါပြေးလွှားရခြင်းကိုမောပန်းတယ်လို့မအောင်မိပါနဲ့ပြေးလွှားရခြင်းဟာရှင်သန်နေခြင်းပဲ အကန့်ခံရတာမုံတီးနေရလို့ပထင်ပါနဲ့တခါတည်းရအကန့်ခံရတယ်ဆိုတာအောင်မြင်မှုစီကိုပို့ဆောင်နေခြင်းပဲအလိန်ခောက်ခံရတာငူးနောက်မသွားပါနဲ့လိန်သူခောက်သူဟာကိုယ့်ကိုတည်ဆောင်နေခြင်းပဲပေါ့ထုတ်ခံရတာမချစ်ခင်ဖိနစ်တက်လို့မဟုတ်ဘူးတာဝယ်ပေးနေခြင်းလည်းဖြစ်တယ်တွေးပိုက်ခြင်းခံရတာချစ်ခင်နှစ်သက်တယ်လို့မယူဆပါနဲ့သိမ့်ပိုက်ခြင်းသိမ့်ဆဲခြင်းလည်းဖြစ်နိုင်ပါတယ်ဟေးအထင်သေးတဲ့အကြည့်အောင်မှာစိတ်ထက်ကြနေရတာ ြစ်တည်ပြောဆိုဝေဖန်မှုတွေကြောင့်စိတ်ညစ်နေရတာလိုတာထပ်ပူပြီးနင်းချေခံရလို့စိတ်ကုန်နေရတာဒါဆိုရင်ငါဟာဘောလုံးလေးတစ်လုံးဖြစ်တယ်လို့တွေးယူပြီးလောကရန်ကိုခေါင်းပေါ်ရင်ဆိုင်လိုက်စမ်းကိုပေါ့ဆိုတဲ့ပန်းတိုင်းစီကိုရောက်ဖို့အကန့်ခံနေရတာနော်